မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့တွေဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြားထံတော်ပါမှာခန္ဓာစိတ်ဝိညာဉ်မအားစားခြင်းအမျိုးမျိုးကိုခံစားရပါပြီအကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာဂျေဇုတော်အပြင်ကျွန်တော်နဲ့တူနှုတ်ပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်စာလံကျမ်းအခန်းကြီး69အပိုင်းငယ်9ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ကိုရောဤအိမ်တော်၌ဆွဲလန်းပူပန်ခြင်းစိတ်သည်အကျွန်ုပ်ကိုစားပါ၏ ကိုတော်ကိုကဲ့ရဲ့သောသူတို့၏စကားသည် အကျွန်ုပ်အပေါ်သို့ရောက်ပါ၏ဒီကျမ်းစာမှာတော့သခင်ယေရှုခရစ်တော်လှုပ်ခဲ့တဲ့ပြုမှုနဲ့တွားပြီးတော့မှကိုက်ညီတဲ့အရာလေးတွေ့ရပါတယ်ဒီနေရာမှာကိုတော်ဤအိမ်တော်၌ဆွဲလန်းပူပန်ခြင်းစိတ်သည်အကျွန်ုပ်ကိုစားပါ၏ဆိုတဲ့စကားမှာတေချာစဉ်းစားကြည့်လို့ရှိရင် နားလေဖို့ဘာကိုရည်ညွှန်းတာလဲဆိုတော့သိရဖို့ဆိုတာကခက်ပါတယ် ဒါပေမဲ့ဓမ္မသစ်ကျမ်းမှာတော့သခင်ယေရှုခရစ်တော်ကပိမှန်တော်ထဲမှာရှိတဲ့ပွဲတဲတွေကိုကြာဖို့နဲ့ရိုက်ပြီးတော့မောင်းထုတ်တာရဲ့ငါအဖရဲ့အိမ်တော်ဟာဆူတောင်းရအိမ်ဖြစ်ရမှာကိုဘာကြောင့်ပွဲတဲလို့ရတာလဲဆိုပြီးတော့မှဒီလိုကျိမ်းမောင်းတဲ့ကိစ္စကိုကြည့်တဲ့အခါမှာဘုရားသခင်ရဲ့အိမ်တော်၌ဆွဲလန်းပူပန်ခြင်းစိတ်သည်အကျွန်ုပ်ကို စားပါဤဆိုတဲ့စံစာနဲ့ကန့်ညီတဲ့အကြောင်းကို ဖော်ပြထားတာတွေ့ရပါတယ်အဲ့တော့ အိမ်တော်ကိုဆွဲလန်းပူပန်တဲ့စိတ်ဆိုတာကတခင်ယေရှုခရစ်တော်ရဲ့လောက်ရက်နဲ့ကိုက်ညီတယ်ဆိုတာကို အတိအလင်းဖော်ပြထားတာတွေ့ရပါတယ်။ချစ်တော်မိဘညီကိုမောင်နှမတို့တခင်ယေရှုခရစ်တော်ကဖခင်သခင်ရဲ့ပိမှန်တော်ထဲမှာပွဲတဲမလုတ်စေချင်ပါဘူး။ဆူတောင်းရအိမ်လို့သတ်မှတ်တဲ့အတိုင်းလာပြီးတော့မှမိမိရဲ့ပြဿနာအခက်အခဲမျိုးမျိုးကိုအပြေရှာဖို့ဖခင်စီမှာတိုးဝင်စေချင်တာဖြစ်ပါတယ်။ဒါပေမဲ့ ယေဘရဟိတ်တွေကဗိမာန်တော်တဲမှာစိုင်းနေကနာတွေဖွင့်ပြီးတော့မှဘုရားသခင်ကိုကြည်ညိုတဲ့သူတွေရဲ့စိတ်ကိုလှည့်ပြပြီးငွေကြေးအခရရှိဖို့ရန်အတွက်အမျိုးမျိုးလှုပ်ဆောင်နေကြတာဟာလူတွေရဲ့ကြည်ညိုတဲ့စိတ်ဘုရားသခင်ကိုတိုးဝင်ခြင်းနဲ့စိတ်ဘုရားသခင်ရဲ့ထံတော်ပါမှမဆာခြင်းကိုခံရမဲ့အရာကိုအစိတာဖြစ်စေတယ်လို့ဒီလိုနားလည်ရပါတယ်။ဒါကြောင့်မလို့ဗိမာန်တော်ထဲမှာ မဟုတ်တာလုပ်နေတဲ့အရာတွေကို तू ကြည့်မရဘူးဒီလိုအခြေအနေမျိုးတွေကို तू လုံးဝလက်မခံနိုင်ဘူးဒါကြောင့်ကြာဖို့ဆွဲပြီးရိုက်ရတဲ့အထိဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်ဘုရားခင်ရဲ့အမှုအရေးကိစ္စတွေမှာ तू ဟာဘလောက်တောင်မှစိတ်ဝင်စားလဲဘလောက်တောင်စိတ်အားထက်သန်လဲဘလောက်တောင်မှမားယွင်းနေတဲ့အရာတွေကိုထောက်ပြပြောချင်နေတယ်လဲဆိုတာကို တွေ့ရပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့ ဘုရားသခင်ရဲ့ပိမှန်တော်ကိုစွဲလန်းတဲ့သူ ဖြစ်ဖို့လိုပါတယ်အမှုတော်ကိုစွဲလန်းတဲ့သူဖြစ်ဖို့လိုပါတယ်ဘုရားသခင်ရဲ့နိုင်ငံတော်အမှုရေးကိုစွဲလန်းပြီးတော့မှဘုရားရဲ့နိုင်ငံတော်အမှုရေးမှာမမှန်မကန်ဖြစ်နေတာတွေကို သခင်ယေရှုလိုပဲကြာဖို့စွဲပြီးရိုက်နှက်မောင်းထုတ်မလားဒါမှမဟုတ်ရင်လည်းရှိပါစေတော့ဆိုပြီးတော့မှပဲထားမလားဒါကကျွန်တော်တို့ရဲ့စွဲလန်းမှုနဲ့ပဲစိုင်းပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာမှာဒီနေ့ခေတ်လူတွေ ဘုရားသခင်ကိုတိုးဝင်ပြီးချင်းကပ်ဖို့ဘုရားသခင်ထံတော်ဘာမှ မျက်မှောက်တော်ကို ခံစားပြီးအဖြေရဖို့ဘုရားနဲ့ပိုပြီးနှီးဖို့ကျွန်တော်တို့ပိုပြီးစိတ်အားထက်သန်ရပါမယ်ဘုရားသခင်နဲ့ဝေးစီမဲ့အရာတွေကိုဖယ်ရှားဖို့ဘုရားနဲ့နှီးဖို့အစည်းတားဖြစ်စေတဲ့ဇာတိအရာတွေကို ထောက်ပြဖို့စိတ်အားထက်သန်ရပါမယ်ကျွန်တော်အနေနဲ့ကတော့ဘုရားရဲ့အမှုတော်နဲ့ပတ်သက်ရင်စိတ်အားထက်သန်တဲ့ငွေရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ ဖရာအမှုကိုလုပ်ရမယ်ဆိုရင်ဝမ်းမြောက်တယ်။တတိယဆုတောင်းပေးဖို့ရန်လဲဆုတောင်းချက်တင်ခြင်းပါတယ်။ကျွန်တော်သာသနာပြုနေတဲ့မြောင်မြပသိန်စုကျေးရွာမှာ ပထမဦးဆုံးဖရာကြောင်းစတင်နိုင်ဖို့ရန်အတွက်သိန်း200တန်မြေကွက်တစ်ကွက်ကိုဝယ်ယူခြင်းပါတယ်။လက်ထဲမှာတော့ငွေကြေးအပြည့်မရှိပါဘူး။ဆုတောင်းလျက်ရှိတယ်။ပါဝင်လှူဒန်းလိုတဲ့သူတွေကိုလည်းဖိတ်ခေါ်ပါတယ်။ဒါရမကသေးဘူးချောင်းတာမှာလဲကျွန်တော်အသိန်းတော့အဆောက်အအုံ မိုးကင်းတဲ့ချိန်လေးမှာအပေါ်ထက်မှာအမိုးမိုးခြင်းပါတယ်ဒီအတွက်လဲသိန်း250လောက် ကုန်မဲလို့ညှော်လင့်ပါတယ်ပြီးသွားရင်တော့အကြီးစားပြင်ဆင်မှုတွေပြီးပြီဖြစ်လို့ဗိမာန်တော်အနေနဲ့တော်တကောင်သာသနာပြုအဆောက်အုံနဲ့တော်တကောင်ကလေးသူငယ်များအတွက်ပညာရေးစံတော်အနေနဲ့တော်တကောင် ပြုလုပ်ဖို့ရန်ရည်ရွယ်ချက်ရှိပါတယ်ဒါကြောင့်မလို့အမှုတော်ထဲမှာစိတ်အားထက်သန်ပြီးဗိမာန်တော်ကိုဆွဲလန်းတဲ့စိတ်ရှိရင်တော့ ါဝင်နိုင်ကြောင်းဖိတ်ခေါ်လိုပါတယ်။ဘုရားသခင်ရဲ့နိုင်ငံတော်အမှုတော်ကိုစွဲလန်းကြရအောင်။ဘုရားသခင်ရဲ့နိုင်ငံတော်အမှုတော်ကိုစီးတားတဲ့အရာတွေကိုဖယ်ရှားကြရအောင်။ဖျာရှင်ကောင်းကြီးပေးပါစေ။ဆုတောင်းကြပါစို့။ကောင်းမြတ်တော်ဘုရားကိုရောကိုယေရှုတင်ပါတယ်။ဒီနေ့သခင်ယေရှုခရစ်တော်ပြုတော်ပြုမှုမှုကို ကျွန်တော်တို့ကျမ်းစာနဲ့ကိုက်ညီပြီးသိရလို့ယေရှုတင်နေ။ဘုရားသခင်ရဲ့အိမ်တော်အမှုတော်ဘုရားသခင်နဲ့လူတွေနှီးဖို့ကိစ္စကို ပိုပြီးစိတ်အားထက်သန်သောသူဖြစ်ဖို့ယင်းဤမြုံနံနိုင်ဖို့ဆက်ကပ်နိုင်ဖို့မာစာတော်မူပါဘုရားသခင်နဲ့ဝေးစေမဲ့အမှုရာတွေကိုဖယ်ရှားနိုင်ဖို့ရမာစာပါယေရှုတင်တဲ့ဒီနေ့တို့ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာလဲကိုရောယေရှုပြုမာစာပါမိအကြောင်းဘုရားသခင်ရဲ့အိမ်တော်၌စိတ်အားကြီးသောသူများဖြစ်ပါမိအကြောင်းသခင်ယေရှုနာမ၌ဆက်ကပ်၍တဏိတာကိုအစပြုပါ၏အာမင်